တရားမဝင်နိုင်ငံခြားအလို့သမားတွေကိုစီမင်းတင်ကျပ်ဖို့ရည်ရွယ်ပြီးအသစ်ပြထမ်းခဲ့တဲ့အလို့သမားဥပဒေကိုထိုင်းဝန်ကြီးချုပ်ကဇူလိုင်လ၄ရက်နေ့မှာ6လဆန်းငဲ့ပေးခဲ့ပြီးလုံလောက်ခွင့်ပါမယ်လို့ဆိုမှုနောက်ဆုံးရသက်မှတ်ချက်ကိုလည်းတိုးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်ဥပဒေအသစ်အသက်ဝင်လာပြီးချိန်ကစပြီးနိုင်ငံခြားအလို့သမား6000ကျော်ဟာထိုင်းနိုင်ငံထွက်ခွာသွားခဲ့တာကြောင့်ထိုင်းဝန်ကြီးချုပ်ပရာရုချက်ဝန်ချာကအခုလိုလှုံ့ဆော်ပေးခဲ့တာဖြစ်ပါတယ်ထိုင်းဝန်ကြီးချုပ်ကအခုလိုဖြစ်ပျက်ခဲ့တာတွေကိုသက်ဆိုင်ရာနိုင်ငံတွေနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်သွားမှာဖြစ်ပြီ လုံသမားတွေအားလုံးကိုတရားဝင်ဖြစ်ရေးအတွက်အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။ထိုင်းနိုင်ငံတဲကိုဝင်ရောက်လာမဲ့အလုံသမားတွေကိုအဆင်ပြေစေဖို့နယ်စပ်တွေမှာတင်အလွတ်လုခွင့်ပါမဲ့ထုတ်ပေးနိုင်ဖို့လဲလှုံ့ဆော်နေတယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။လုံသမားဥပဒေအသစ်မှာအလွတ်လုခွင့်ပါမဲ့မရှိတဲ့တရားမဝင်အလုံသမားတွေကိုအသုံးပြုတာကိုတွေ့ရှိရပါကအလုံရှင်ကအလုံသမားပါဒန်ဂျီအလုံးမြင်မားစွာပေးဆောင်ရမယ်လို့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ထိုင်းဆိုရာဟာအဲ့ဒီဥပဒေအသစ်ကိုနိုင်ငံတော်ရဲ့အကျိုးစီးပွားနဲ့ လုံခြုံရေးဆိုင်ရာကောက်ွယ်မှုဥပဒေပုံမှ44ခုအသုံးပြုပြီးစိုင်းငံ့ခဲ့တာဖြစ်ပါတယ်လုံသမားဥပဒေအသစ်ဟာနိုင်ငံတကာအသိုင်းအဝိုင်းကစိုးရိမ်ပူပန်နေတဲ့လူကုန်ကူးမှုပြဿနာကိုကင်တွယ်နိုင်ဖို့အစိတ်အပိုင်းတစ်ခုအနေနဲ့ပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့ဒုတိယဝန်ကြီးချုပ်ဝဆာနုကရိယာဝန်က ပြောပါတယ်ထိုင်းနိုင်ငံဟာမြန်မာနဲ့ကမ္ဘောဒီးယားကဲ့သို့အင်းဒီချင်းနိုင်ငံတွေမှာရွှေပြောင်းလုံသမားတွေရဲ့ရည်မှန်းချက်ကြီးစွာနဲ့လွတ်လွတ်ခွင့်ရရှိလို့တဲ့နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာနိုင်ငံခြားအလုပ်သမား3000လောက်ရှိတယ်လို့အာနာဘာနေကတရားဝင်ထုတ်ပြန်ထားပေမဲ့ အမှန်တကယ်အရေးအတွက်ကတော့တရားဝင်ထုတ်ပြန်ထားတာထက်အဆမတန်များပြားနေတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာအလုပ်လုပ်ကန်တဲ့အလုပ်သမားအများပြားဟာတရားဝင်ဆောင်ရွက်စာတမ်းတွေမရှိဘဲအလုပ်လုပ်ကန်နေကြရတယ်လို့သိရပါတယ်။